ဆိုင်မဆောင်ထစ်ကအမရန်အရုံမတင်ဆွန့်ရီဇနီးမောင်နှံတို့အိဘော်အခရီးလန်အကောင့်ကိုလေတန်စားပြီးလက်ဖို့ဖရိုက်ပါရီလေရခိုင်ပြည်ဟာစိုက်ရေပတိပခကရဲကြောင့်စီဘော်ရီအကြအတေတီနဲ့ရင်ဆိုင်နေရပြီကေနီရဆော့ခွာထွေးပြီးနေရသူတီလေအမြော်ပရဟီနီပါရဲယန်ထင်းမှာတာမန်လူတီထက်မတန်ဆွမ်းအတိကပိုပြီးဒုက္ခရောက်ခဲ့တဲ့ပိုင် အသက်ရန်တန်ရိအတွက်အခက်အခဲမျိုးစုံကိုကြိုဖက်နေရခဲ့ပါရဲယန်ထင်းမှာမှာ မျိုးစိနှစ်ဖက်စလုံးအမရအရုံဆုံရှုံထားတဲ့အသက်၄၀အရွယ်ဦးဝဲမောင်နဲ့ဇနီးဖရိုက်သူအသက်၂၀ခန်းနိုင်အရွယ်ဒိုမျိုးစန်တာတို့လည်းပါဝင်ပါရယ်ဒီတိုက်ပွေးတီဖရိုက်လာတဲ့အချိန်ခါကျွန်တော်တို့ဟိုကျောက်တော်တဲမတော်သိရခါတော့ဆိုကလေးမူတီကဘောခွားဘောအရှင်တီဒီပေါ်လာခဲ့တဲ့ခါကျွန်တော်တို့ဒိုရဲရော်တီကိုကျွန်တော်ပရော်ဟီးပြီးခင်ကျွန်တော်လာခဲ့ရပါတယ်အဲရဲရော်တီကိုတော့လာကျွန်တော်မျိုးမျိုးပါကျွန်တော် ရုံကံပြီးကျွန်တော်တို့ရေးစားဝဲနေလေးကိုအာရေတူဝါသနဲ့တကွာပါကျွန်တော်တို့ကိုရပါတယ်တနာညာတာရင်းနေနဲ့ကျွန်တော်တို့ဒိုဒီပီကန်စံကွေးစာတီးကိုကျွန်တော်တို့စခါရပါတယ်ဥဝဲမောင်ဟာဘုံနာကျွမ်းမလို့နေမင်းကန်ကြီးရစာတီးဖိုက်ပြီးကအသက်25နှစ်အရွယ်မှာအာရုံဂရုဆိုင်ရာရောဂါကြောင့်အမရအာရုံဆုံရှုံခရဟာဖိုက်ပါရယ်လက်ဟီမှာတော့သူ့ပိုင်အမရအာရုံဆုံရှုံထရရဲ့အမျိုးသမီးနဲ့အင်ထောင်ကြပနာ အသက်၃နှစ်အရွယ်သရှင်နဲ့တူမိသားစုအသက်အမှုတစ်ခုကိုထူထောင်ထားပါရယ်သူတို့လည်းမြောက်နှစ်ယောက်စလုံးဟာအကရော့နိုင်နဲ့ကုသပြီးရယ်ပညာရက်ကိုစိုက်တွေနဲ့ရန်ကုန်မြို့တိကမတန်ဆွမ်းအတင်တန်းကြောင်းတိမှာတန်ယူတက်မြောက်ထွက်သူတီဖက်ခဲ့ပါရယ်ရခိုင်မြို့သိမ်းတိုက်ပွဲမတန်ခင်ကာလကဒီအတက်ပညာနဲ့ကြောက်တုံမြို့ထဲမှာအသက်မွေးဝမ်းကြောင်းပြုခါခဲ့ပါရယ်ရန်တုံကစောဝဲနေရီအစဉ်ပြေခါခဲ့ကလေး2024ခုနှစ်ဇန်နဝါရီလမှာ ကျောက်တုံမရိုသိန်းတိုက်ပွဲစတင်ခါရရဲ့အတွက်သူတို့မိသားစုဟာလွန်ခွန်ရာဂျီရာဒီစိုက်ပျက်ရှောင်စခန်းတီကို rebrand နေထိုင်ခါရခဲ့ပါရယ်လက်ဟီမှာတော့ဦးဝဲမော်ရိုမိသားစုဟာကျောက်တုံမရိုနေကဂျီရာတခုမှာတလောက်ကိုငွေကြတသိန်းနဲ့အင်္ဂါနေခဲ့ပြီးခဲ့အကရိုနိုင်နေရိဆိုင်ခန်းဖွင့်ထားပါရယ်အကရိုနိုင်နေကူတမှုကိုတနာယီကိုငွေကြတသောင်းနဲ့ဝန်ဆောင်မှုတတ်မှတ်ထားခဲ့လေလူတိမရောက်ရိနေတိမြော့ခဲ့ ဆော့ဝဲနေရီပူပီခေခေရာရဲလို့ဦးဝဲမောင်ရဲ့ဇနီးဖရိုက်သူ အသက်28ခန်းနိုင်အရွယ်ဒူမြူစန်တာကပြောပါရဲအေးသိလာခမကိုမကရာစပါဒီတခါတရီကြိုက်ကေအေးသိမလာလို့ဆိုကလာရကုံလာဖျားအင်လာခပြပူစောကမရှိသေးရပဲပါလဲအေးသိလာကိုစောကိုမျောရပေါင်းရေကလာရဲ့စင်ကိုကိုမပေါင်းထားတခါတရီကြိုက်ကေမပိနိုင်သေးရပဲပါလဲရခိုင်ဒေတာကမတန်ဆွမ်းဒူတီဟာငကိုကပင် ်အထောက်အပံ့တီကင်းမင်းနေရခဲ့တဲ့အပြင်စိုက်မဲ့ဖရိုက်ပွဲမှုကြောင့်တဖန်ဆင်းရဲဒုက္ခမျိုးစုံကိုရင်ဆိုင်နေရခဲ့ပါရယ်ရန်ကောင်ရခိုင်ကမတန်ဆွမ်းဒုတိယအနာဂတ်ရက်ဒီရဲအတွက်ကူညီထောက်ပံ့ပေးခဲ့ဖို့ကိုဦးဝမ်မော်ရိုဇနီမောင်နှံကတောင်းဆိုထားခဲ့ပါရယ်